ားလုံးမမြင်လာပါထုံးမတက်ကောက်ဒီမှာပြန်လဲပြန်ဆိုလိုက်ပါကြာကျွန်တော်ဒီနေ့ browser ကို message ပေးမှာအကျဉ်းလိုက်ပြီးစီလုံးရှိမှာကြာဒီ PC လေးကိုဆင်သွားတဲ့ browser ကဒီ rendering နဲ့ဒီတိုင်းပိုင်းကိုခိုင်းဖို့ပေါ့နော်ဆင်သွားရဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့စီမှာ pre-order နဲ့မှာရောဖြစ်ပါတယ်ကြာဒီ PC လေးမှာကျွန်တော်ဘာလေးဆင်ထားလဲဆိုတာကျွန်တော်တစ်ချက်ပြောပြပေးမှာပေါ့နော် CPU ကိုကျွန်တော် i7 1400ပြီးတော့သုံးထားတယ် motherboard ကိုကျွန်တော်တို့ B660 ဒီကိုတုံးပေးထားပါတယ် pro series ပေါ့နော်ပြီးရင်ကျွန်တော်တို့ RAM ကကြတော့ 64GB DDR5 ကိုတုံးပေးထားပါတယ်ပြီးတော့ကျွန်တော် storage အနေနဲ့ ့1 TB M2SSD တစ်ချောင်းရယ်2 TB M2SSD တစ်ချောင်းရယ်စိုက်ပေးထားပါရကြဒီဆက်လေးရဲ့ power bank အနေနဲ့ကတော့ကျွန်တော်တို့ thermatic ထဲက650 watt 80+ gold power supply လေးကိုတုံးပေးထားပြီးတော့ကျွန်တော် graphic card ကတော့ RTX 5080 graphic လေးကိုတုံးပေးထားပါရကြ CPU ကိုကျွန်တော်အပူနိုင်အောင်လို့ cooler master ကနေထုတ်တယ် core SI 260mm liquid cooler လေးကိုကျွန်တော်တုံးပေးထားပါရကြပြီးတော့ တို့ဒီဘက်က monitor လေးကတော့ customer recommend အရာမှာပေးတဲ့ monitor လေးဖြစ်ပါတယ် Dell AlphaShock ပါအဲ့တော့ဒီ monitor လေးနဲ့ဒီလို high end system လေးပေါ့နော်ဒီလိုအတွက်လိုက်လေးကိုကျွန်တော်တို့ဒီမှာမှာပေးသွားတဲ့ brother ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဒီလို high end setup မျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ budget low budget ပေါ့နော် low budget setup မျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာ brother ကိုသုံးရင်လည်း budget amount နဲ့ brother ကိုသုံးမဲ့ software တွေ game တွေကိုပြောပြီးတော့ကျွန်တော်တို့ဒီမှာဒီ recommendation ယူပြီးတော့ဆင်လို့ရပါတယ်ဗျအဲ့တော့ဒါမျိုးဆက်လေးဆင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်သွယ်လိုက်ပါဗျအားလုံးကျေးဇူးများကြီးတင်ပါတယ်ဗျ tech hobby. Tech services and sales. Gaming computer, PC parts, computer components. Pre orders and custom builds available in Bangkok, H2 Moss. Tech hobby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 .